ားလုံးမမင်္ဂလာပါမစ္စဖြူပါရှင်6ຫນ ày ထိုးရမယ်ပေါ့နော်ဥသောဝယ်ဘွားဒီချင်းဆိုလို့ရှိရင် CP map ပဲရှိရောမှာ CP map ကကျမတို့အိမ်ရဲ့ management plan လေးကိုကျွန်တော်ဆက်ရှင်တော့ညနေလေးရောက်နေပြီးတော့ပါမို့လေးစမ်းလို့ကြည့်ရအောင်ကျွန်တော်ခုနကတော့ YouTube မှာလို့ပါမို့အလွယ်လုပ်ပြီးဆိုပြီးကျွန်တော်တွေ့လိုက်အင်ဂျင်နီယာနေပေါ့နော်အကုန်လုံးကိုယ်မှာရှိရဲဆိုတော့ကျွန်မပါမို့လေးစမ်းလို့ကြည့်မယ်လိုက်ကြည့်ကြအောင်နော်အရင်ဆုံးနွားနို့လေးကြူပါမယ် နွားနုလေးကို300အမီလောက်ကျမကြိုထားလိုက်မယ်ပေါ့နော်ကျောင်းကတော့အိမ်မှာရှိတဲ့အထွေထွေသုံးဂျုံကိုပဲတုံထားပါတယ်။ရှင်တို့ကဗမုဂျုံလေးဝယ်လို့ရဗမုဂျုံလေးသုံးနော်။ဒါလေးကပွားစေးလို့ခေါ်တယ်။ yeast တစ်စေးပေါ့နော်။သူ့ကိုဇွန်းနဲ့တပတ်သုံးတယ်။ကြကြားနဲ့စားနဲ့ထည့်တာမရိုက်လိုက်ရလို့ကြကြားသုံးစွန်းစားကတစ်ဖေးစွန်းတစ်စွန်းပေါ့နော်။ကြက်ဥကနှလုံးသုံးမယ်။ပထမတစ်လုံးကအားလုံးထည့်ပြီးဒုတိယတစ်လုံးကအနှစ်ကိုခြံထားမယ်နော်။ ျမဂျုံကတော့400ဂရမ်ထည့်ထားတယ်ပေါ့နော်ဒါပေမဲ့ဂျုံတောက်ချောက်နေသွားတဲ့ခါမှာအရင်စိတ်ကပ်ပြီးတော့နည်းနည်းလေးဖြူးလိုက်နှဲ့လိုက်လောက်ရတာမျိုးတွေရှိပါတယ်ထောပတ်စီကတော့နှဆုံးခွဲထည့်ပါမယ်ရှင်ထောပတ်ကပုံကြက်နှစ်တက်ရသုံးလို့ရပါတယ်နော်လက်နဲ့အားရပါရနေနဲ့အဲ့လိုစိတ်ကပ်ပြဲတောက်နေရပေါ့နော်အဲ့ဒါကိုကျမအဲ့လိုဂျုံလေးဖြူးလိုက်နှဲ့လိုက်နှဲ့လိုက်နဲ့တော်တော်လေးတော့30မိနစ်15မိနစ်လောက်လုပ်လိုက်ရပါတယ်ကူမ first time veganer ဆိုတော့လည်းဒီလောက်တော့ရှိမှာပေါ့နော် မီးပြတ်သွားလို့ sorry ပါနော်ဂျုံနေနေတဲ့အဆင်ရောက်နေပြီဂျုံကလုံးဝတာကျမ10မိနစ်လောက်နောက်လျှောက်ဂျုံလေးဖြူလိုက်နေလိုက်နဲ့လူလေးဆင်ရတာဒါလေးကို3နာရီလောက်အပွားခံရမယ်စလုံးလေးတစ်လုံးထဲမှာထည့်မယ်ပြီးရင်လေမတလန့်အောင်ပေါ်က plastic wrap ဖြစ်ဖြစ်တစ်ခုခုပုံပြီးတော့3နာရီလောက်အပွားခံရမယ်နော် ကယ်၃နာရီပြေဖို့တော့နည်းနည်းတော့လိုသေးတယ်ဗောနော်ကျွန်မစောင့်နိုင်တော့ဘူးဟိုးရှဲပဲပွာနေပြီပါနေဆိုသူ့ကိုပိုင်းလေးတွေပုံစံလေးဖြုံမယ်နော်၃နာရီလောက်အပွားခံပြီးရဲ့နောက်မှာလိုပွားနေဗောနော်အာလီလေးထုတ်ပြီးတော့ပြန်ပြီးတော့နောက်တစ်ခေါက်နှဲပြီးတော့အပိုင်းလေးဖြတ်ပါမယ် ကျွန်မဒီအတန်ဖိုင်ကိုတွင်းနေတဲ့ချိန်မှာပါမို့ဖို့ကျွန်မ၃ချိန်မြောက်လုတ်ပြီးသွားပြီပေါ့နော်။ဒါ first time တော့ video ဖြစ်ပါတယ်။ကျမကလုတ်တက်ချင်လို့လို့သာရှာဖွေပြီးလုတ်ကြည့်တာပေါ့နော်လူအပ်ချက်လေးရှိတယ်တစ်ခေါက်နဲ့တစ်ခေါက်လုတ်ကြည့်ရင်လုတ်ကြည့်ရင်လည်းကျမပို့ပို့ပြီးတော့နားလေသိရှိလာလေးရှိပါတယ် ဂျုံကို3နာရီလုံးအပွားခံတာမျိုးမလုပ်ဘဲ2နာရီခွဲလောက်ပွားခံပြီးရင်ထပ်ပြီးလှိမ့်အပိုင်းပိုင်းလေးတွေကိုလိုချင်တဲ့ပုံလေးအတွင်းပြီးရင်နောက်ထပ်2နာရီခွဲလောက်ထပ်အပွားခံပြီးတော့မှဖုတ်တာတော်တော်လေးစားကောင်းပါတယ်မိပူချိန်ကတော့230ဒီဂရီမှာမိနစ်20ရတော့အန်ကိုက်ပဲပေါ့နော်ဒီမှာဒီထက်ပိုပိုတိုးပြီးလှုပ်ကြည့်လိုက်တိုင်းမှာလည်းနည်းတူတူလေးဖြစ်သွားတယ်အောက်ပိုင်းလေးတွေကလေဒီမှာထောဘက်စီလေးနည်းနည်းလိုက်တုံးမယ်ပုံပွဲချင်လို့ပေါ့နော် ဒါလေးကကြက်ဦးအနှစ်တွေလိုက်တုတ်တာလားရှေ့ပိုင်းမှာခြံထားခဲ့တဲ့ကြက်ဦးနှစ်ကလေးခြံထားလေးလေအဲ့ဒါလေးကိုလိုက်တုတ်တာပုံနေလို့လိုက်တုတ်တာပဲပေါ့နော်ရှောက်မလုံးနဲ့တိလားညီနဲ့နန်းနဲ့မကောင်းကြက်ဦးနှစ်လိုက်တုတ်တာလေဒါကတော့ကိုယ့်ဟာကိုယ်တသက်နော့တာပေါ့နော်အိမ်မှာနှမ်းနှက်တီရှိလို့ရှောက်ထည့်ထားတာဘာမှတော့မဟုတ်ဘူးကျောင်းနဲ့တုတ်တာလေကြိုက်တတ်ရင်တော့မညီဘူးပေါ့ကျမလည်းလည်းစိတ်ထဲမှာစိတ်မပြေသလိုဖြစ်လို့ပါအနက်လုံးဝညီတောက်နေရမျိုးတော့မဟုတ်ပါဘူးကြိုက်ရင်တော့တုတ်လို့ရရဲ့နော်ကိုယ်တော်ပဲ ချစ်တို့အတန်ကြားလာမကြားတော့မသိဘူး။ကျမဒီမှာမုတ်ဖုတ်နေနေအနောက်ခြံကချော်ပြေးချပေါလို့ပြေးတဲ့ဂီတာတီးနေရတန်နေကြနေရပါတော့။ခလေးတွေတီးနေရဖြစ်နေ။မစိုးကိုတတော်နေနေ relax လေးဖြစ်တယ်။တအားကိုမွေးနေပါပြီ။အိုးဖြားပြီလား။

对了，啥时候搞的嘛嘞？啊妈嘞！啊，干呀了，不来打是哦，没拿去，哦，我们这长头发写嘞。ဒါလည်းဆက်ဆက်ဆားတော့ပေါ့ကွယ်ဒီကကြာရှည်ခံစည်းမပါတော့ကြမ်းမရည်အတွက်ညှို့တာပေါ့ဒါပေမဲ့တကူတက်ကရည်လောက်စားဖို့ဆိုတော့မဖြစ်နိုင်ဘူး ကောင်းတော့ဘူးဘူးနည်းနည်းစားတော့တော့ကောင်းတယ်ဗာမဟုတ်ပြရဒီမှာမှာလေအိမ်မက်လေးတစ်ခုရှိတာอืมဒီမှာဘာမုတ်ဆိုင်နေကော်ဖီဆိုင်နေသွားလို့ချင်းဘာမုတ်ဆိုလဲဘာမုတ်နာနေတင်းနေရပဲအဲ့လိုဘာမုတ်တို့ကိတ်မုတ်တို့အနက်ဖုတ်တဲ့အနက်တင်းတင်းနေရကော်ဖီနဲ့တင်းတင်းနေရကျွန်မအရန်ပျော်တာပဲဘာလို့လဲမသိဘူးအရန်လောက်တဲ့ချင်တယ်ထဲမှာပါတယ်ပေါ့နော်ဒီမှာအရန်လောက်တဲ့ချင်တဲ့အဲပညာတွေတက်ချင်တဲ့ပညာတွေထဲမှာဘာရစ်တာရဲ့ ဖိတ်ကရဲ့အဲ့နှမျိုးကြိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မတင်ယူဖို့ကျွန်မအချိန်မပေးနိုင်သေးဘူးမပေးနိုင်သေးပေမဲ့လည်းအဲကိုယ့်ကိုလေးလာဖြစ်တယ်ပေါ့နော်ဆက်ကြပါအောင်ရှင် homemade လေးပါရှင် homemade note ပါမို့လေးရပါပြီ bye bye ဒါမှမဟုတ်ပြန်တော့ကျွန်မ morning breakfast စာလေးရပါပြီနောက်ပြန်တော့ breakfast လေးရပြီဆိုတော့ဒီညတော့ကျွန်မ plot လေးဒီမှာပဲအဆုံးသတ်မယ်နော်။ပါမုံလေးလည်းလုပ်လို့ပြီးပြီဆိုတော့ဒီနေ့ plot လေးဒီမှာပဲအဆုံးသတ်ပါမယ်။အလုံးမဲ့ like follow share လေးတွေလုပ်ဖို့မေ့နေအောင်နော်။ bye bye မှာနောက်ထပ် plot တွေမှာပြန်တွေ့ပါမယ်။ကျမကို TikTok, YouTube, Facebook မှာအများအားဖြင့်တွေ့နိုင်ပါတယ်နော်။ Miss Phew ပါရှင်။